ဘုရားကြီးကလည်းထိုင်းမှာဆိုလို့ရှိရင်ကွာအကြီးဆုံးထိုင်တော်မူဘုရားတဆူလို့ပြောမယ်ဆိုရင်တောင်မှပဲပြောလို့ရတာပေါ့နော်နာမည်ကကြတော့ဝပနန်လို့ခေါ်တယ်သူကဘန်ကောက်မှာရှိရပေါ့နော်ဆန်ကဒီဘုရားကြီးကိုမကြာခဏဆိုတလို့တော်တာပြီးတော့ဖူးမြော့ဖြစ်တယ်ဘာလို့လဲဆိုတော့ဖခင်ရဲ့မျက်နှာတော်ကြီးကွာဖူးလိုက်တယ်ဆိုတဲ့အခါကြလို့ရှိရင်လေအရန်လေတပ်ပေတဲ့အခါကြတော့ ်လို့ပြောရမယ်စိတ်ထဲမှာလေအေးချမ်းသွားတယ်ကွာပီတိဖြစ်တယ်အားကြောင့်မလို့လေမကြာခဏဆိုတော့လို့တော်တော်ပြီးရောပူဇော်ဖြစ်တယ်ဖူးဖြစ်တယ်သွားတဲ့ခါကြာလို့ရှိရင်လဲစားကလေဗမာထိုင်လဲဆိုတော့ဖခင်ရဲ့မျက်နှာတော့အရှိတက်တိတ်မှာကွာဆောင်းနှန်းလေးရှိတာပေါ့နော်အဲ့ဆောင်းနှန်းလေးအရှိမှာထိုင်ပြီးတော့ဖခင်ကိုတော့ဝဖူးလား အဒီဖရားကိုသွားချင်တယ်ပူဇော်ချင်တယ်ဆိုလို့ရှိရင်စာတို့မိုးပြက်ပြက်ထားလို့ခေါ်တဲ့ BTS ကိုစီးသွားပြီးတဲ့အခါကြလို့ရှိရင်ဝပ်ပါနဲ့ BTS station ပေါ့နော်အဲ့ဒီမှာဆင်ပြီးရင် AC4 ကနေပြီးတော့ထွက်ပြီးတော့ကားနံပါတ်ကားအစိမ်းလေးတွေပေါ့နော်ကားအစိမ်းလေးတွေနံပါတ်ကကြတော့15ဒါမှမဟုတ်ရှင်13လုံးဆိုရင်နံပါတ်လေးစီးပြီးသွားလို့ရတယ်နော်